စီဂျိုဆိုတာကနာတာရှည်ကျမ်းမာရေးပြဿနာတစ်ခုပဲဖြစ်ပါတယ် စီးကျိုယောဂခံစားနေရပြီဆိုရင်သွေးရင်းတကြားဓာတ်ကိုထိန်းသိမ်းဖို့ကတော်တော်လေးအရေးကြီးပါတယ်။အစားအစာတချို့ကသွေးရင်းတကြားဓာတ်ကိုမြင့်တက်စေနိုင်တဲ့အတွက်ကြောင့်မို့လို့စီးကျိုရှိတဲ့သူတွေအနေနဲ့စားခြင်းပေမဲ့စားလို့မရတဲ့မျိုးတွေရှိရပေါ့နော်။တချို့အစားအစာတွေကတော့သွေးကျိုတက်စေနိုင်တယ်ဆိုပေမဲ့လည်းတချို့အစားအစာတွေကြပြန်တော့လည်းသွေးကျိုထိန်းပေးနိုင်ပါတယ်။ခါကြောက်ဒီတစ်ခေါက်မှာတော့တဘာဝအတိုင်းသွေးကျိုထိန်းပေးနိုင်တဲ့အခါတက်တက်အစားအစာလေးတွေကြောင်းပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပြီးတော့ ပေးနာလို့ဒီ value လည်းမပေးပါအောင်ရှင်။ ကြောက်စရာကောင်းလားဆိုရင်တော့ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာစားသမှုပုံစံတွေပြောင်းလဲတာအထိုင်များတဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့်စီးကျုပ်ဖြစ်တဲ့နှုန်းတွေကအတော်လေးများလာခဲ့ပါတယ်။ WHO ရဲ့စစ်တမ်းတွေအရ1980ခုနှစ်ကအသက်18နှစ်အထက်စီးကျုပ်ရောဂါခံစားနေရတဲ့သူတွေအရေအတွက်ကနေတတမခွန်ရာဂါနှုန်းပဲရှိခဲ့ရတာနေပြီးတော့2014ခုနှစ်မှာဆိုရင်ရှိတတမ5ရာဂါနှုန်းအထိတိုးလာခဲ့ပါတယ်။2030ခုနှစ်မှာစီးကျုပ်ရောဂါကလူသားတွေကိုသေဆုံးစေတဲ့ရောဂါတွေရဲ့နံပါတ် နေရာအထိရောက်လာနိုင်ပါတယ်။နောက်ပိုင်းနှစ်တွေမှာလည်းပိုပြီးတော့တိုးလာနိုင်တယ်လို့သူတို့အရှိုအဖွဲ့ကခန့်မှန်းထားပါတယ်။ ဒါပေမဲ့ကံကောင်းတာတစ်ခုကတော့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကစီးရိုရှိတဲ့သူတွေမှာရောပုံမှန်ကျန်းမာတဲ့သူတွေမှာပါသွေးရင်တခြားတဲ့ကိုထိညိပေးနိုင်နေဆိုတာပါပဲ။ဒီတော့ဘလို့အစားအစာတွေကသွေးကြိုထိညိပေးနိုင်တယ်လဲဆိုတာကိုအတူတူဆက်ကြည့်လိုက်ကြရအောင်နော်။ပထမတစ်မျိုးကတော့ကြက်ဟင်ကားဒီပါ။ကြက်ဟင်ကားဒီကခားတဲ့အရာသာရှိပါတယ်။ဒါကြောင့်လည်းလူကြိုက်နေကြပါတယ်။ကြက်ဟင်ကားဒီကခားတဲ့ဆိုပေမဲ့သွေးရင်တခြားတဲ့ကိုထိညိပေးနိုင်ပါတယ်။သွေးရင်အစီလည်းကျစေနိုင်ပါတယ်။သွေးရင်တခြားတဲ့ကိုထိညိပေးနိုင်ဖို့ တွက်အကျဉ်းရင်းကားဒီကိုဆေးပြေဝါးပြေနည်းနည်းလောက်စားပေးလို့ရပါတယ်ရှင်။အင်ဆူလင်ထွက်ရှိမှုကောင်းစေဖို့လည်းအကျဉ်းရင်းကားဒီကိုစားပေးလို့ရပါတယ်။ နောက်တစ်မျိုးကတော့ကြိုက်လံပါအစိမ်းရောင်ဟေသင်းရွက်တစ်မျိုးဖြစ်တဲ့ကြိုက်လံကလည်းသွေးရင်တခြားတော့ထိမ့်ညိပေးနိုင်ပါတယ်ကြိုက်လံရွက်ကြော်စားပေးတာကလည်းသွေးရင်တခြားတော့ကိုထိမ့်ညိပေးနိုင်မယ့်နည်းလမ်းတစ်ခုပါနော်နောက်တစ်ချက်ကကြိုက်လံမှာဆိုရင်အမြင်နဲ့တွေကျွဲဝါစွာပါဝင်နေတာကြောင့်အစာခံစီပြီးတော့ခဏခဏမစားမိအောင်ကူညီပေးတယ်လို့အမြင်နဲ့တွေပါဝင်နေတာကြောင့်လည်းအစာစားပြီးတဲ့အချိန်မှာရုပ်တရက်သွေးရင်တခြားတော့မြင့်တက်တာမျိုးတွေမဖြစ်အောင်ကူညီပေးနိုင်ပါတယ်ဒါကြောင့်သွေးရင်တခြားတော့ထိမ့်ညိပေးဖို့ဆိုရင်ကြိုက်လံရွက်အစားပေးလို့ရပါတယ်ရှင် နောက်တစ်မျိုးကဟင်းလူနယ်ပါဝေးကြစေဖို့အများဆုံးစားကြတဲ့ဟင်းလူနယ်ကတန်တက်ကိုဖြည့်ပေးနိုင်တယ်လို့အမြင်တက်ကိုလည်းဖြည့်ပေးနိုင်ပါတယ်အမြင်တက်ကအပေါ်မှာပြောခဲ့သလိုပဲသူရင်းတခြားတဲ့ရုတ်တရက်မြင်းတက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဗီတာမင် K နဲ့ folate တန်တက်ကော်ပါမက်ဂနီမက်ဂနီဆီယံတို့ပါဝင်နေတာကြောင့်ကျန်းမာစေဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်ရှင်နောက်ဆုံးတစ်မျိုးကတော့နှမ်းစေပါနှမ်းစေကခါတက်တက်အရသာရှိရာကြောင့်သူရင်းတခြားတဲ့ ကိုထိန်းညှိပေးနိုင်ပါတယ်။သွေးရင်တခြားတောက်ကိုထိန်းညှိပေးတာကြောင့်နှမ်းကိုစားသုံးပေးတာကလည်းသွေးကြိုကိုထိန်းညှိပေးနိုင်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။နှမ်းစီမစားချင်ဘူးဆိုရင်လည်းနှမ်းစီကိုစားပေးလို့ရပါတယ်ရှင်။သွေးရင်တခြားတောက်ကိုထိန်းညှိပေးဖို့ဆိုရင်အခုပြောခဲ့တဲ့လေးတွေထက်ကစိတ်ကြိုက်ဖြစ်တဲ့အစားအစာလေးတွေကိုကိုယ့်ရဲ့နေ့စဉ်စားသုံးမှုတွေထဲမှာထည့်ပြီးစားသုံးဖို့လိုအပ်ပါတယ်ရှင်။ညီမရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်။